မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ခြေနေတွေနဲ့ပတ်သက်ပြီးလူသားချင်းစာနာမှုကူညီရေးပေးနေရေးငလျင်ဘေးနဲ့တင်ဒေတာတွေကိုတားဆီးမှုရှိဒေါ်လာခွင့်ပြုဖို့မြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂရုံးကမတ်လ31ရက်နေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်လူသားချင်းစာနာထောက်ထားရေးညီနန်းတွေစေပတ်ဆိုင်ရာဝန်ထမ်းတွေနဲ့အခက်ဖြစ်ရေးဖွဲ့တွေရဲ့ဒေါ်လာမှုကိုပဋိထိန်ချုပ်ဖို့ကုလသမဂ္ဂဌာနညီနန်းရေးမှုနဲ့ယာယီလူသားချင်းစာနာမှုဆိုင်ရာညီနန်းရေးမှုမစ္စတာမာကိုလူဂျီကော်စီကတောင်းဆိုခဲ့တာဖြစ်ပါတယ်လက်ရှိမှာထောက်ပံ့ရေးဆိုင်ရာအခက်အခဲတွေရှိပေမဲ့ အကူအညီလိုအပ်နေတဲ့နေရာတွေကိုရောက်အောင်စူးစမ်းနေတယ်လို့လည်းသူကပြောဆိုထားပါတယ်ငလီဟာဆိုးရနေပြီးသားမြန်မာနိုင်ငံရဲ့အခြေအနေကိုပိုပြီးစိုးရသွားစေတယ်လို့လည်းမစ္စတာကိုလူဂျီကော်စီကပြောဆိုထားပါတယ်။နောက်ဆုံးခြေကုပ်ပေရာဖြစ်ဟာရေခင်ကလေးဆိုးရနေတဲ့အတက်တွေကိုပုံမဆိုးရစေပြီးတော့ပြည်ပခရွှေပြောင်းနေတိုင်းမှုနဲ့အရင်ကဘေးရနေတဲ့ကြောင့်အချိန်ကြီးဘေးတင်ခဲ့ရတဲ့လူမှုဖွဲ့စည်းတွေရဲ့စစ်စစ်ခံနေတဲ့ဇွန်ကိုပိုပြီးကျဆင်းစေနိုင်တယ်လို့သူကပြောဆိုထားပါတယ်။ကုလသမဂ္ဂနဲ့ မိဖက်အဖွဲ့စည်းတွေဟာအသက်ကတွန့်ပြန်ဆောင်ရွက်မှုအတွက်ကနုံးငွေဒေါ်လာ15သန်းကိုစုပေါင်းထည့်ဝင်ထားပြီးတော့အရေးပေါ်သုံးပစ္စည်းတွေကိုစုဆောင်းထားကြောင်းနဲ့မြန်မာပြည်သူတွေဟာနိုင်ငံတကာအတန်းဝန်ရဲ့ခိုင်မာတဲ့ထောက်ပံ့မှုတွေချက်ချင်းလည်ငင်လိုအပ်နေတယ်လို့လည်းမစ္စတာမာကိုလူဂျီကော်စီကပြောဆိုထားပါတယ်ခင်ဗျာမစလနစရှင်းနေကလုတ်ခတ်ခဲ့တဲ့ငလျင်တွင်နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနအဆောက်အုံတွေအစိုးရနဲ့သူတော်ဆိုင်ရာအဆောက်အုံတွေနဲ့ဝန်ထမ်းနိုင်ငံတွေပြုတ်ကျပစ္စည်းခဲ့တဲ့ကြောင့်တည်ဆုံးသူတွေဟာအနည်းဆုံး100ကျော်ရှိနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကတော့ညူရင်းမြန်မာကိုပြောဆိုထားပါတယ် ဒါဟာရဲသားတွေထိခိုက်မှုမဟုတ်ပဲဝန်ထမ်းတွေကြီးတည်ဆုံတဲ့စီးရင်ဖြစ်တယ်လို့လည်းဆိုထားပါဗျ။အဲ့ဒီငွေငွေလုတ်ခဲ့တဲ့အချိန်မှာဝန်ကြီးဌာနတွေမှာစီးဝေးတွေလုပ်နေကြတဲ့အချိန်တွေဖြစ်တယ်။အစာအုပ်တွေပြိုကျတာထိခိုက်တည်ဆုံတာအများကြီးပါပဲ။နောက်ပြီးဝန်ထမ်းအရာတွေပြိုကျပြီးတည်ဆုံတာစုစုပေါင်းတရာကျော်လို့ရှိတယ်လို့နေပြည်တော်သတင်းရင်းမြစ်တူကတော့ညွှန်ပြမြောက်ကိုပြောဆိုထားပါတယ်။နေပြည်တော်မှငလင်းဆက်လုတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာအစည်းအဝေးလုပ်နေလို့မီးစိုင်းပြတ်ကျလို့လူသမားဝန်ကြီးဌာနအမြဲတမ်းဝန်ကြီးဦးညွန့်ဝေတည်ဆုံခဲ့ပြီးတော့လူသမားဝန်ကြီးဦးချစ်စွေပါဝင် ရုံးဝန်ထမ်းတွေထိခိုက်ခဲ့ပါတယ်။ အဲ့ဒီဒီမှာဝန်ကြီးဌာနတော်တော်များများမှာအစွန်ရလုံနေခြင်းဖြစ်တာကြောင့်ထိခိုက်တိုက်ဆုံးမှုတွေရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာလက်ရှိမြန်မာနိုင်ငံမှာငလင်းဘေးတင်နေခြင်းဖြစ်လို့ internet page ကိုကတ်သတ်မှုတွေကိုပယ်ဖြတ်ပေးဖို့ဖွဲ့စည်းပုံ130ကျော်ကဒီကနေ့မှာတင်ကြားချက်ထုတ်ပြန်တောက်ဆိုလိုက်ပါတယ်ဘတ်စတာ28နှစ်ကနိုင်ငံလေပိုင်းကိုဗိုလ်ပြုပြီးတော့နိုင်ငံတစ်ပိုင်းမှာပြင်းထန်ဆုံးလို့ပြောလို့ရတဲ့ register scale 9.9အဆင့်ရှိတဲ့ငလင်းလုတ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်းတွေဟာလုတ်ခတ်နေတာကြောင့်စကိုင်းမန္တလေးနေပြည်တော်မြို့တွေဟာအဆိုးအသောခံစားနေရပြီးတော့မြို့နယ်ပေါင်း68မြို့နယ်ခန့်ကငလင်းအတန်ကိုခံစားနေရတယ်လို့သိရှိရပါတယ် ။တေဆုံးသူဦးရာပြီးခဲ့တဲ့မတ်လ30ရက်နေ့ဒီ2000ကျော်ရှိနေပြီးတော့ဆက်လက်လက်မြင့်တက်နေပါတယ်။လက်ရှိအချိန်မှာပျက်စီးတဲ့ဈာမပိတ်မိနေတဲ့အသက်ရှင်ကျန်ရေးသူတွေကိုကယ်ဆယ်နိုင်ရင်းနဲ့ငလိနယ်ခန်းစားနေရတဲ့နေရာတွေကအများပြည်သူတွေတဲ့အရေးပေါ်ကယ်ဆယ်ရေးကူညီတွေအမြန်ဆုံးရောက်ရှိဖို့လိုအပ်နေတယ်လို့လည်းပြောဆိုထားပါတယ်။တို့ရမှာစစ်ကောင်စီကငလျင်လွတ်ခတ်ပြီးတော့48နာရီကျော်တဲ့အထိအရေးပေါ်ကူညီမှုတွေရည်ရည်ရှိလိုအပ်ချိန်မှာအခြေခံကျတဲ့လိုအပ်ချက်ဖြစ်တဲ့အင်တာနက်ဝန်ဆောင်မှုတွေကိုပိတ်ဆို့ခြင်းနဲ့ကတ်သက်ခြင်းတွေကိုစစ်ကောင်စီကဆက်လက်လွှတ်ဆောင်ထားတယ်လို့ဖော်ပြပါရှိပါရတယ်။ဒါကြောင့်အများပြည်သူရဲ့အသက်အန္တရာယ်ကိုလိလူရှုက စစ်ကောင်စီကစစ်တပ်ရေးဖျက်တောက်မှုတွေဆက်လက်လှုပ်ဆောင်နေတဲ့အပေါ်ဖွဲ့စည်းတွေကဆုံချပြီးတော့အင်တာနက်နဲ့စစ်တပ်ရေးလိုင်းတွေအများပြည်သူသတင်းချက်လက်ရပိုင်မှုကိုကန့်သက်ထားတဲ့မြေတိကန့်သက်မှုကိုမဆိုချက်ချင်းလက်ငင်ရုပ်သိမ်းဖယ်ရှားပေးဖို့လည်းတောင်းဆိုထားပါတယ်။ဆက်လက်ပြီးအင်တာနက်ပိတ်ဆို့ကန့်သက်မှုတွေကြောင့်အများပြည်သူတက်ဆုံးရှုံးမှုတွေနဲ့နစ်နာမှုတွေအားလုံးတွေ့လဲစစ်ကောင်စီကတာဝန်ခံမှာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာ။ယူရီမိုင်းညနေခင်းတဲ့ရေးစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာဆက်လွှင့်ည9:00နာရီတိုင်းမှာတင်ဆက်ပြီးမှပြည်လို့အဆောင်မြေတိရှိနားဆင်နေပါဘူးခင်ဗျာ။